Hello အားလုံးပဲမင်္ဂလာပါအတီနာပြည့်တဲ့ကျူစလိုက်ပါတယ်ဒီနေ့မှာတော့အတီနာကဒီတွေးတွေးယောဂာနဲ့ပတ်သက်ပြီးတော့ပေါ့နော်အာပြပြပေးခြင်းနဲ့ဒီတွေးတွေးယောဂာ သမားတွေကဆိုလို့ရှိရင်เนาะဒီလူတွေရဲ့အယူအဆမှာဆက်ချက်ပေါ့เนาะအာဒါနဲ့ပတ်သက်ပြပြပြီးမှဖြစ်တယ်ပေါ့เนาะအဲ့တော့ဒီတူတူယောဂကဆိုလို့ရှိရင်ဒါကအရန်မာကယူဆိုင်ရမယ့်ယောဂတစ်ခုဖြစ်တယ်ပေါ့เนาะအာပြီးလို့ရှိရင်เนาะသူကသူ့ကို silence scaler လို့တောင်ပြောကြရပေါ့เนาะအာသူကဆိုလို့ရှိရင်သူတစ်ခါကျရင်သူကလက္ခဏာမပြဘူးပေါ့เนาะအဲ့ဒီခါမှာဆိုလို့ရှိရင်အာလူကောင်းတယ်လို့ထင်တယ်အဲ့မှာဒီယောဂဘီမဆိုင်မိတဲ့ခါမှာဆိုလို့ရှိရင်နောက်ဆက်တွဲပြဿနာတွေလည်းဖြစ်နိုင်တယ်လို့เนาะအသက်ကိုလည်းရုတ်တရက်ကြီးဆုံးရှုံးသွားတာပေါ့เนาะဒီသွေးပေါင်ဒီတက်ပြီးတော့ဒီအုံနောက် ူကျော်ပြက်တာလို့ဘာလို့ဆိုရင်ရှင်နော်အဲ့ခါကျတော့အခုအတီနာကဒီအယူဆမှာ၁၀ချက်ကိုပြပြပြီးမှာပေါ့နော်အဲ့တော့နံပါတ်၁ကဘာလဲဆိုလို့ရှိရင်เนาะဒီသွေးပေါင်ကြစီတောက်ပြီးတော့ เนาะဒီအာသွေးပေါင်ကောင်းမှပဲသွေးပေါင်ကြဆီကိုတောက်တာပေါ့เนาะအဲ့တော့အဲ့ဒီယူဆမှားတယ်ပေါ့เนาะအာသွေးသွေးယောဂရှိတဲ့လူတွေကဆိုရှင်သွေးပေါင်သွေးပေါင်ကြဆီကိုအစင်စက်မပြတ်တောက်အောင်มาဖြစ်တယ်တကက်နှစ်ကက်လောက်တောက်ပြီးတဲ့အချိန်မှာသူတို့ရဲ့သွေးပေါင်ပုံမှန်ဖြစ်သွားပြီပေါ့เนาะအဲ့အဲ့ခါမှာသူတို့ကဒီဆေးကိုလုံးဝဖျက်လိုက်ပြီเนาะအဲ့အဲ့ဒီယူဆမှားတယ်အာသွေးသွေးသမားကဆိုလို့ရှင်เนาะသူတို့ရဲ့ဒီသွေးပေါင်ချင်းကအမြဲတမ်းသူတို့ကတက်ဖို့တော့ပဲအဲအမြဲတမ်းအားပြင်းနေတာပေါ့เนาะအဲ့ဒါကို တော့ဒီဆေးနဲ့သူကဒီသွေးပောင်သွေးပောင်ထိမ့်ပြရတာဖြစ်တယ်ပေါ့နော်အဲ့ခါမှာဆိုရှင်ဒီဆေးဖြတ်လိုက်တာနဲ့သူတို့ရဲ့ဒီသွေးပောင်ကပြန်တက်လာမှာပေါ့နော်အဲအဲ့ဒါကိုသူတို့ကမသိဘဲနဲ့သူတို့ရဲ့ဒီပေါ့နော် အာဆေးတောက်လိုက်လို့ကောင်းသွားပြီဆိုပြီးတော့အာသွေးပေါင်ကောင်းမှပဲဆေးတောက်တယ်သွေးပေါင်မကောင်းမှအာသွေးပေါင်ကောင်းရင်ဆေးမတောက်တော့ဘူးเนาะအဲ့ဒီ user မှားတယ်ပြီးရင်ဆရာဝန်ပေးတဲ့ဆေးကိုเนาะရေရှည်နဲ့စိတ်ချလက်ချတောက်ပေးရမှာဖြစ်တယ်ပေါ့เนาะအဲ့တော့နံပါတ်2ကဘာလဲဆိုလို့ရှိရင်เนาะဒီသွေးပေါင်ကเนาะအာသွေးပေါင်အတက်နဲ့ပဲနေနေတဲ့လူတွေရှိတယ်ပေါ့เนาะအဲ့တော့သွေးပေါင်အတက်နဲ့နေရတာအဆင်ပြေတယ်ဆိုတဲ့လူတွေအယူဆမှားတယ်ပေါ့เนาะအဲ့တော့သွေးပေါင် သွေးသွန်းမရှိတဲ့လူတွေကဆိုတခါတလေမှာသွေးပေါင်ကဆိုတချို့လူတွေပေါ့နော်သွေးပေါင်က160 180နဲ့နေကြရပေါ့နော်အဲ့တော့သူတို့တွေကဆိုရင်ဒီသွေးပေါင်ပဲနေလို့ကောင်းလို့ဆိုပြီးတော့သူတို့ကသွေးပေါင်ကိုသွေးပေါင်ကိုအောက်ချဖို့အတွက်သူတို့ကမစင်စားဘူးပေါ့နော်ပုံမှန်ပြန်ရောက်ဖို့အတွက်မစင်စားအောင်အဲ့ဒီအချိန်ကြီးကအရန်မှားတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုး160 180ကတခါတလေမှာဆိုရင်တော့နော်ဒီရေတို့အတွက်ကတော့ဘာမှမဖြစ်နိုင်ပဲရေရှည်အဲ့လိုနေသွားတဲ့အခါမှာဆိုလို့ရှင်ခန္ဓာကိုယ်ရဲ့အရေးကြီးတဲ့အစိတ်ပိုင်းတွေဖြစ်တယ်နော်ဒီသွေးကြောပေါ့နော်သွေးကြောမှာဆိုလို့ရှင်လေသွေးကြောပေါက်တာတွေအုံနှောက်မှာ ဆိုအုံနောက်သူကြောပောက်တာတွေဖြစ်နိုင်နေပေါ့နော်အာပြီးလို့ရှင်ဒီကြောက်ကပ်ပေါ့နော်ကြောက်ကပ်မှာဆိုလို့ရှင်လေကြောက်ကပ်က6ပြီးတော့နော်ကြောက်ကပ်ပြက်စီးတာတွေဖြစ်နိုင်နေနောက်တစ်ချက်ကပါလဲဆိုလို့ရှင်နော်ဒီနှလုံးမှာဆိုလို့ရှင်နှလုံးအားနေသွားတာတွေဖြစ်နိုင်နေပေါ့နော် ဒီမျက်စိမှာဆိုလို့ရှိရင်မျက်စိကိုဒီအမြင်အာရုံကိုထိခိုက်တိုင်းဒါတွေဖြစ်နိုင်တယ်ပေါ့နော်အဲ့တော့ဘေးထွက်ဆိုးကျိုးတွေအများကြီးရှိပါတယ်เนาะဒီလိုမျိုးပေါ့နော်သွေးပေါင်အတက်ကြီးနဲ့မနေသင့်ဘူးပေါ့နော်အဲ့ဒီခါမှာဆိုလို့ရှိရင်เนาะဒီဒီသွေးတိုးနေတဲ့ဒီသွေးပေါင်အတက်ကြီးနဲ့နေတဲ့လူတွေခံနိုင်ရှိအောင်ပေါ့နော်ဒီဆီယောင်တွေကဆိုလို့ရှိရင်เนาะဒီဖြည်းဖြည်းလေးဒီသွေးပေါင်ကြီးကိုဖြည်းဖြည်းချင်းပြန်ပြန်ပြီးတော့ပုံမှန်ရအောင်ချပေးရတာပေါ့နော်အဲ့တော့ဒီအယူဆလေးကိုမှားရဲဆိုတာကိုသိစေချင်တယ်ပေါ့နော်အဲ့တော့နံပါတ်3ချက်ကဘာလဲဆိုလို့ရှိရင်เนาะအာသွေးကြဆေးတောက်နေတာပဲငါတို့အစားဆောင် ရာမလိုဘူးပေါ့နော်အဲ့တော့အဲ့ယူဆရာလည်းမှားတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှင်နော်ဒီသွေးသွေးတို့ယောဂါကိုနော်ထိန်းချုပ်ကုသတဲ့အခါမှာဆိုလို့ရှင်နော်ဒီတပတ်နံပါတ်1ကတော့ဆေးပေါ့နော်အဲ့တော့ဆေးနဲ့လည်းထိန်းချုပ်ကုသရတယ်အဲနံပါတ်2ပေါ့နော်ဒီခုနကတော့ဒီအစားရှောင်တဲ့ဟာနဲ့လည်းကုသရတယ်ပေါ့နော်အဲ့နှစ်ခုလုံးနဲ့အဲကိုလိုက်နာရမှာဖြစ်တယ်ပေါ့နော်အာအဲ့တော့ အစေးကိုလည်းပုံမှန်ရေရှည်တောက်ပေးရမှာဖြစ်တယ်လို့ပေါ့နော်ဒီအစားတောက်နဲ့လည်းရေရှည်ပေါ့နော်ဆင်ကျင်ပြီးတော့ထိန်းချုပ်ရမှာဖြစ်တယ်ပေါ့နော်အဲ့တော့နံပါတ်၄ချက်ကဘာလဲဆိုလို့ရှိရင်နော်ဒီအာဇက်ကြောတက်တာတို့ခေါင်းမူတာတို့ခေါင်းကြိုက်တာတို့ပေါ့နော်အာဒီလိုရက်ခဏတွေရှိတဲ့ခါမှာဆိုလို့ရှိရင်နော်သွေးပေါင်ကြစီကိုလူရာထပ်ပို့ပြီးတော့သွေးတိုးတဲ့ထင်ပြီးလူရာထပ်ပို့တောက်လိုက်တာပေါ့နော်အဲ့ဒီယူဆကလည်းမှားတယ်ပေါ့နော်အဲ့တော့ခုနကတော့လက္ခဏာတွေကဆိုလို့ရှိရင်သွေးပေါင်တက်တဲ့လက္ခဏာတစ်ခုတည်းလို့ပြောလို့မရဘူးပေါ့နော်အာတခြားလက္ခဏာတွေလည်းဖြစ်နိုင်တယ်ပေါ့နော်ဥပမာဆိုလို့ရှိရင်ခေါင်းကြိုက်တာပေါ့ ေါ့နော်ဒီ migraine ပေါ့နော်ဒီခေါင်းတစ်ချမ်းကိုက်တဲ့ယောဂာတွေเนาะ pentation head a လို့ခေါ်တယ်ပေါ့เนาะဒီဖြည့်စီမှုကြောင့်ဖြစ်တဲ့ဒီယောဂာတွေပေါ့အဲ့ဒီမှာလည်းဒီလိုယောဂာတွေလက္ခဏာတွေရှိနိုင်တယ်ပေါ့เนาะအဲ့တော့ဒီသွေးတိုးနေပြီလို့ပြောဖို့တတ်ဆိုလို့ရှိရင်เนาะဒီသွေးပေါင်ချိန်ဆက်နေเนาะအာကိုယ့်ရဲ့သွေးပေါင်ကိုချိန်ပြီးတော့မှပဲယူပြောလို့ရမှာပေါ့เนาะအဲ့ဒီခါမှာဆိုလို့ရှိရင်တချို့တွေကเนาะဒီအဲ့လိုမျိုး အဲ့လိုမျိုးဘုရားမရှိဘဲနဲ့ပေါ့နော်အဲတွေးတို့တယ်လို့ထင်ပြီးတော့နော်တွေးပေါင်ကြစီကိုလိုရာထပ်ပို့တလုံးအနေနှလုံးပေါ့နော်အဲတစ်ခါနဲ့နှစ်ခါဒီလိုတောက်လိုက်တာမျိုးရှိတယ်ပေါ့နော်အဲ့ဒီခါမျိုးမှာဆိုရှင်ဒီတွေးပေါင်ကြစီတည်းရဲ့နော်ဒီဘေးထွက်ဆိုးကျိုးကိုသူတို့ကအာရရှိသွားမှာပေါ့နော်အဲ့တော့ကိုကလည်းနော်ဒီစီယုံစေကန်နဲ့ဝေးတဲ့နေရာလေးပေါ့ဒါမျိုးတွေဆိုလို့ရှင်နော်ဒီလိုမျိုးဘေးထွက်ဆိုးကျိုးတွေရတဲ့ခါမှာဆိုရှင်အသက်အန္တရာယ်ရှိပါတယ်ပေါ့နော်အာအဲ့တော့နော်ဒီကိုရဲ့တွေးပေါင်ကိုတေချာချိန်ပြီးမှပဲနော်အာတွေးပေါင်ကြစီကိုနော်မိဝဲရမှာပေါ့နော်ပြီး င်ဆီယံကိုပေးတဲ့အတိုင်းပုံမှန်တောက်ပေးတောက်ပေးရမှာဖြစ်တယ်ပေါ့နော်အဲ့တော့နောက်တစ်ချက်ကဘာလဲဆိုလို့ရှင်နော်ဆီယံကိုပေးလိုက်တဲ့ဆေးတွေတောက်လိုက်တာနော်ဒီသွေးတိုးကကိုယ့်ရဲ့သွေးတိုးကအမြင့်ပြတ်သွားပြီပေါ့နော်အဲ့တော့ဒီလိုယူဆရလဲမှားတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှင်သွေးပေါင်း သွေးပေါင်သွေးတွင်းယောဂကဆိုလို့ရှိရင်အမြင့်ပြတ်နိုင်တဲ့ယောဂမဟုတ်ပါဘူး။နာတာရှည်ယောဂတစ်မျိုးပေါ့နော်။အဲ့လိုဖြစ်တဲ့ခါကျတော့နော်ဒီသွေးတွင်းယောဂကိုတော့မှသွေးတွင်းယောဂရှိတယ်လို့ပြောဖို့အတွက်ဆိုရင်တော့မှပေါ့နော်။ဒီအာသွေးကိုယ့်ရဲ့သွေးပေါင်ချိန်ကိုနော်9ရက်ဆက်တိုက်ပေါ့အနည်းဆုံး4ရက်ဆက်တိုက်ပေါ့နော်။အာချိန်ပြီးတော့နော်မနက်နဲ့ညချိန်ချိန်ပြီးတော့နော်ဒီပြန်ပြရတဲ့အတွက်ဒါမျိုးတွေလုပ်ပြီးမှသာသွေးတွင်းယောဂရှိတယ်လို့သတ်မှတ်လို့ရတာပေါ့နော်။အဲ့တော့နော်အဲ့ဒီခါကျတော့နော်ဒီသွေးတွင်းယောဂကအမြင့်ပြတ်သွားပြီဆိုတဲ့ဟာကအဲ့ဒီအယူဆကမှားတယ်ပေါ့နော်။အဲ့သွေးတွင်း ောဂါရှိတဲ့လူကဆံအောင်ပေးတဲ့ဆေးကိုရေရှည်နဲ့เนาะစနစ်တကျတောက်သုံးပေးရမှာဖြစ်တယ်ပေါ့เนาะအဲ့တော့နောက်ထပ်နံပါတ်6ချက်ကဘာလဲဆိုလို့ရှိရင်เนาะဒီပေါ့เนาะဆေးကန်းကိုเนาะသွေးပေါင်ကြစီလူကျင်နေဆိုပြီးတော့တော့ဝယ်တာဆိုတော့အဲ့ဒါ ဟိုဆေးကန်းဟိုတယ်လေဆေးဆိုင်ကိုသွေးပေါင်ကြစီလူကျင်နေဆိုပြီးတော့တုတ်ဝဲတယ်အဲ့ဒီ user မှားတယ်ပေါ့နော်အဲ့တော့သူကဆေးကိုကဆေးကန်းပြန်မသွားကျင်ဘူးပြရမှာလည်းဝေးတယ်အပြင်ဆေးကန်းနေအပြင်ဆေးကနေဝဲကျင်နေပေါ့အပြင်ဆေးဆိုင်နေဝဲကျင်နေဆိုရင်ကိုကဘာလို့ကမဆေးနမူနာယူသွားမှာဖြစ်တယ်ပေါ့နော်အာပြီးလို့ရှိရင်ဒီဆေးဆောက်ယူသွားမှာဖြစ်တယ်ပေါ့နော်အဲ့လိုယူသွားဘူးဆိုလို့ရှိရင်ကိုကဒီပါဇက်နဲ့ပဲသွေးပေါင်ကြစီပေးပါလို့ပြောလိုက်တဲ့ခါမှာဆိုရင်ဆေးဆိုင်ကလည်းသွေးပေါင်ကြစီပေးလိုက်တယ်ပေါ့နော်အဲ့တော့ဒီသွေးပေါင်ကြစီတရားဆိုမတူဘူးပေါ့နော်အဲ့တော့ဒီဆီယံဝန်နဲ့ကိုကတေချာကုသမှုခံ လိုက်ခဲ့တဲ့အချိန်မှာဆိုလို့ရှင်เนาะဆီယံဝန်ကသွေးပေါင်ကြစီအမျိုးရှိအမျိုးအစားတွေအများကြီးရှိတဲ့အထက်မှာမှာเนาะကိုနဲ့ကိုက်ညီတဲ့သွေးပေါင်ကြစီကို ပေးတာဖြစ်တယ်ပေါ့เนาะအဲ့ဒီခါမှာဆိုလို့ရှင်သွေးပေါင်ကြစီတွေကလွဲပါတယ်အဲ့တော့မှားမှားတယ်ပေါ့เนาะအာအဒီယူဆာကလည်းမှားတယ်ပေါ့เนาะအာနံပါတ်9ကဘာလဲဆိုလို့ရှင်เนาะသွေးပေါင်ကြစီတောက်နေရပဲပေါ့เนาะ သွေးပေါင်ကြစီတောက်နေတာเนาะကြောက်ကထိစီတယ်ပေါ့เนาะအဲ့တော့ဒီလိုယူဆရလဲမှားတယ်ပေါ့เนาะဘာလို့လဲဆိုလို့ရှင်เนาะဒီသွေးပေါင်ကိုမထိန်နိုင်တဲ့အခါမှာဘေးထွက်ဆိုးကျိုးအနေနဲ့ပေါ့เนาะကြောက်ကကပြက်စီးသွားတာဒါမျိုးတွေပဲတွေ့ရတာပေါ့เนาะအဲ့ဒီခါကျတော့ခုနကတော့ကเนาะဒီသွေးပေါင် ပြစေးတောက်လို့เนาะကြောက်ကတ်ထိရဲဆိုတဲ့အယူဆကလည်းမှားတယ်ပေါ့เนาะအဲ့တော့သွေးပေါင်ကိုမကာကွယ်နိုင်လို့ဒါကြောက်ကတ်ထိမှာဖြစ်တယ်ပေါ့เนาะအဲ့နောက်တစ်ချက်ကပါလဲဆိုရှင်နံပါတ်8ပေါ့เนาะအနံပါတ်8ကเนาะဒီအာနေလို့ကောင်းတယ်ဆိုလို့ရှင်သွေးပေါင်ကောင်းတယ်နေလို့မကောင်းဆိုသွေးပေါင်မကောင်းပေါ့เนาะအဲ့တော့သူတို့တွေရဲ့ဒီလိုယူဆချက်ကလည်းမှားတယ်ပေါ့เนาะအာအဲ့တော့ဒီသွေးပေါင်ချိန်ကိုเนาะသွေးပေါင်ကောင်းမကောင်းသိဖို့အတွက်ဆိုလို့ရှင်သွေးပေါင်ချိန်ဆက်နဲ့ချိန်ချိန်ကြီးမှပဲသိမှာဖြစ်တယ်ပေါ့เนาะ အဲ့ခါကျတော့သူတို့ကသူတို့နေလို့ကောင်းတယ်ဆိုလို့ရှင်သွေးပေါင်ချင်းသွေးပေါင်ကြစီကိုရက်ပစ်လိုက်တယ်ဥပမာနော်ဒီလိုနေလို့ကောင်းတဲ့လူကသူတို့ရဲ့ဒီသွေးပေါင်ချင်းကို180 100 160နဲ့နေနိုင်တဲ့လူဖြစ်နေတယ်ဆိုလို့ရှင်သွေးပေါင်တက်နေရတာနဲ့သွေးပေါင်ကြစီသူကရက်ပစ်လိုက်ပါလိမ့်နော်အဲ့ခါကျတော့နော်အဲ့လိုမျိုးယူဆလို့မရဘူးပေါ့နော်အဲ့တော့ဒီသွေးသူသမားကဆိုလို့ရှင် နော်ဒီဆီယံဝါကတော့တစ်ခါကျရင်ပြောလိုက်မှာပဲပေါ့နော်အခုမှဆိုလို့ရှင် digital set တွေရှိတယ်ပေါ့နော်အဲ့တော့သူကညွှန်ကြားချက်အတိုင်းကိုကလည်းနော်အိမ်မှာကိုယ့်ရဲ့သွေးပေါင်ကိုအာချိန်ပေးရမှာဖြစ်တယ် ယ်ပေါ့နော်အဲ့လိုသွေးပေါကိုယ့်ရဲ့သွေးပေါကိုချိန်လိုက်မှာပဲเนาะကိုကသွေးပေါချိန်အမှန်ကိုသိမှာပေါ့နော်အဲ့တော့ဒီကြားထဲမှာကိုအထင်မြင်ယူဆချက်နဲ့เนาะဒီဆေးတွေကိုရက်ပြစ်တာတွေလုံးဝမလုပ်ဖို့လိုအပ်တယ်ပေါ့နော်အဲ့တော့เนาะအာဒီယူဆချက်ဒီယူဆလည်းမှားတယ်ပေါ့ဒါလေးနဲ့ပတ်သက်ပြီးတော့လည်းအတိနာသတိထားစေချင်တယ်ပေါ့เนาะအာနံပါတ်6ချက်ကဘာလဲဆိုလို့ရှိရင်အစားမှားတယ်ဆိုလို့ရှိရင်เนาะအစားမှားတယ်ဆိုလို့ရှိရင် तू ကဘာလဲဆိုရင်သွေးပေါင်းကြစီတောက်မှာ အစားမမှားရင်တော့သူကမတောက်ဘူးပေါ့နော်အဲ့လိုပုံစံမျိုးအဲ့တော့ဒီအစားမှားတယ်ဆိုလို့ရှိရင်တော့ဒီသွေးတိုးနိုင်ခြေကတော့ပုံများသွားတာပေါ့နော်ဒါပေမဲ့နော်ဒီသွေးတိုးသမားတွေကဆိုလို့ရှိရင်နော်ဒီအစားမှားမှားမှားသွေးတိုးရောဂါရှိပြီဆိုလို့ရှိရင်သူတို့ရဲ့သွေး ပေါင်ချင်းကအမြင့်တက်ကိုပဲတွားတာပေါ့နော်အဲ့ဒီခါမှာဆိုလို့ရှိရင်သူတို့ကဒီအစားမှမပဲဆေးတောက်မယ်ဒီလိုယူဆတွေကမှားတယ်ပေါ့နော်အဲ့တော့နံပါတ်30ကဘာလဲပေါ့နော်နံပါတ်30ကနော်အတွေးတိုးယောဂမရှိဘဲနဲ့နော်သူတို့ကသူတို့တွေးတိုးယောဂရှိတယ်ဆိုပြီးတော့ဆေးတောက်တာပေါ့နော်အဲ့တော့အဲ့လိုလူတွေကကြတော့ဘလို့ဖြစ်မလဲဆိုလို့ရှိရင်နော်သူတို့ကသူတို့တတ်မှတ်လိုက်တာလည်းဖြစ်ချင်းဖြစ်မယ်တခြားသူကဟဲ့ဒီမှာတွေးတိုးယောဂရှိနေပြီဒါမျိုးပြောလို့သူတို့ဒီသူတို့ကသူတို့တတ်မှတ်လိုက်တာလည်းဖြစ်ချင်းဖြစ်မယ်ပေါ့နော် အဲ့တော့ဒီသွေးတိုးရောသွေးတိုးနိုင်တဲ့အခြေအနေဆိုတာကသွေးတိုးရောကအပြင်ကိုပေါ့နော်ဒီနောက်အခြေအနေတွေလည်းရှိတယ်ပေါ့နော်အဲ့ဒီအခြေအနေကဘာလဲဆိုလို့ရှိရင်နော်အာကစားအပြင်ဆန်လုံးမိတာပေါ့နော်အာပြီးလို့ရှိရင်စိတ်ဖြစ်စီမှုတွေနဲ့ကြုံရတာပြီးရင်နောက်တော့စိတ်လှုပ်ရှားတာကြောက်ရွံ့တာပို့ဆိုးရင်တာဒီလိုအခြေအနေမျိုးတွေပြီးရင် coffee တွေအရန်တောက်တာများပါဒီလိုအခြေအနေမျိုးမှာဆိုလို့ရှိရင်လည်းဒီပုံမှန်လူမှာဆိုလို့ရှိရင်နော်သွေး အတက်လေးသွေးပေါင်အတက်လေးဖြစ်တက်တယ်ပေါ့နော်အဲ့ဒီနေသားမှာဆိုလို့ရှိရင်เนาะသူတို့ကအာသူတို့ကိုသူတို့သွေးပေါင်ကြာစေတောက်လိုက်တာဒါမျိုးတွေပေါ့နော်အဲ့ဒီယူဆတွေကအရင်မှားတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်သွေး အာသွေးတိုးယောဂါရှိတဲ့လူကိုသွေးတိုးယောဂါရှိလို့သတ်မှတ်မယ်ဆိုလို့ရှင်လဲတော့သူ့ရဲ့ဒီ criteria သူ့ရဲ့ဒီခုနကတော့ခုနှစ်ရက်အထိတိုင်ရမယ်ပေါ့လေးရက်အထိတိုင်ရမယ်ဒါမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ခုနကတော့အခြေအနေဒီမှာသွေးတိုးယောခုနကတော့အခြေအနေမှာဖြစ်တဲ့ဒီသွေးပေါင်ချိန်တက်ခြင်းကဆိုလို့ရှင်သူ့ဘောက်ပြန်ကျသွားမျိုးတွေလည်းရှိတယ်ပေါ့နော်အဲ့ခါကျတော့ကို့အထင်နဲ့ကို့ဟာကိုနော်ဒီသွေးပေါင်ကျစီကိုတောက်လိုက်တာဒီလိုယူဆတွေရမှားတယ်ပေါ့နော်အဲ့တော့အခုဒီနေ့အတင်နာကဒီပြပြပေးရကဒီသွေးပေါင်အာသွေးတိုးယောဂါနဲ့ပတ်သက်ပြီးတော့ယူဆမှာ၁၀ခုကိုပြပြပေးတာပေါ့နော် လုံးအတွက်အကျိုးရှိမယ်လို့ထင်ပါတယ်เนาะနောက်ဗီဒီယိုတွေမှာလည်းအတင်နာကဒီကျဲမိုင်နဲ့ပတ်သက်တဲ့အဘူးသားတွေလည်း share ပေးအောင်မှာဖြစ်တယ်ပေါ့เนาะအားလုံးပဲเนาะဒီအတင်နာကအားလုံးနဲ့ပြန်လည်တွေ့ကြပါသေးတယ်เนาะဘယ်မှာအားလုံးပဲတာပြောရှင်နဲ့ညနေခင်းလေးဖြစ်ပါစေရှင်ဘယ်မှာ